အခုလိုခေတ်မှာအခုလိုအခြေအနေတွေမှာပေါ့နော်ကျမတို့တိုက်ခန်းတွေဝယ်ယူထားတဲ့သူတွေပေါ့အဲ့ဒီတိုက်ခန်းတွေဝယ်ယူထားတဲ့သူတွေကအရန်ကိုခုပင်တော့ကတွေရောက်နေရတယ်ဒီငလင်တန်နဲ့ဝယ်ထားတဲ့တိုက်ခန်းတွေမခိုင်လို့ရှိရင်ပြိုသွားလို့ရှိရင်ဘယ်လိုလုပ်မလဲ ဒီဟာတွေကိုကျမတို့ကပြန်ပြီးတော့ပိုက်ဆိုင်မှုတွေရှိရလားအဲရန်ကုန်မှာအများတော်အဖြစ်တော့ရန်ကုန်ဘက်တွေပေါ့နော်ရန်ကုန်ဘက်တွေမှာကျမတို့တွေတိုက်ခန်းနေဝယ်ကြတယ်ဝယ်ကြတဲ့ခါကျတော့ကျမကတော့ခုနှစ်ထပ်မှာကျမကတော့၆ထပ်မှာကျမကတော့မြင်းကြီးထပ်မှာကျမကတော့ဘနလွာမှာဆိုပြီးတော့အထက်တွေဝယ်ထားတဲ့လူတွေအကုန်လုံးကစိုးရိမ်နေကြတာဖြစ်တတ်တယ်ပေါ့နော် ဖြစ်တဲ့အခါကျတော့အဲ့ဒီစိုးရိမ်နေတဲ့လူတွေကိုအခုတခုပြောပြချင်ပါတယ်တိုက်ခန်းဝယ်ထားတဲ့သူတွေကတိုက်ခန်းနဲ့ပတ်သက်ပြီးတော့ပိုင်ဆိုင်မှုဘလိုမျိုးတွေရှိလဲတကယ်လို့များတခုခုဖြစ်ခဲ့သည်ရှိတော့ငလျင်လောက်ခဲ့သည်ရှိတော့တိုက်ပြိုကျခဲ့သည်ရှိတော့ အဲ့ဒီတိုက်တွေကို ပိုင်ဆိုင်မှုကရောမရှိတော့ဘူးလားပြန်ပိုင်မှာလားဆိုတာတွေပေါ့နော်ဒီတိုက်ခံတဲ့ပတ်သက်ပြီးတော့ကျမတို့တွေတိတင့်တယ်ထင်လို့ကျမဒါလေးကိုဝင်မြပေးသွားမှာဖြစ်ပါတယ်ရှင်။ဘာဖြစ်လို့ဒီဟာလေးကိုဝင်မြရလဲဆိုတော့အခုချိန်မှာအရန်ကိုကျမတို့အရေးကြီးနေတယ်။ပူပင်တော့ကတွေအများကြီးပဲဖြစ်နေတယ်ဒုက္ခတွေအများကြီးကြုံနေရတဲ့ချိန်မှာတကယ်လို့များကျမတို့ကဒီတစ်ခိုက် တတိုက်တယ်ကိုပိုင်နာတာပေါ့နော်ဒီတိုက်ခံတစ်ခုတည်းကိုဒီလိုအထက်မြင့်ကြီးတွေကိုပိုင်နာပြီးတော့မှဒီတိုက်ခံများဆုံးရှုံးသွားလို့ရှိရင်ဘဝပြတ်မယ်ဆိုတော့သူတွေလည်းအများကြီးရှိလိမ့်မယ်ပေါ့နော်အဲ့လိုမိသားစုတွေတစုလုံးမှာမှဒီတိုက်လေတစ်လုံးတည်းကိုဟိုစုပြီးတော့ချွေးချံချူတာပြီးတော့ပေါ့ချိုးချံချွေတာပြီးတော့ဝေထားကြတယ်ပေါ့နော် ဟိုအခုကြားနေရတယ်မန္တလေးဘက်မှာနှစ်30နှစ်40စုပြီးတော့မှဒီတိုက်လေးတခန်းပိုင်တာပါဒါလေးတစ်ခုပိုင်တာပါဒါလေးအခုလို့ဖြစ်သွားရင်ဘယ်လိုလုပ်မလဲပိုင်ဆိုင်မှုမရှိတော့ဘူးလားဆိုတော့အဲ့ဒီဟာအတွက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒါဒီဟာတွေကို ပိုင်ဆိုင်မှုမရှိတော့ဘူးလားလို့မေးရင် ပိုင်ဆိုင်မှုဆိုတာရှိပြီးသားပါเนาะကျမတို့တွေဒီတိုက်ခံကိုဝယ်လိုက်ကြတဲ့ကဝယ်တဲ့သူမှာပိုင်ဆိုင်မှုဆိုတာရှိပါတယ်ဒီအကြောင်းလေးကိုကျမကရှင်းပြပေးချင်ပါတယ်အသေးစိတ်အနေနဲ့ပေါ့เนาะတိုက်ခံပိုင်ရှင်များအနေနဲ့တစ်ချက်လောက်နားထောင်ပေးပါပေါ့เนาะဘာဖြစ်လို့လဲဆိုတော့ကျမတို့ကအခု6ထပ်ကိုဝယ်ထားတယ်ထားပါတော့เนาะကျမအာကျမစီမထားလိုက်တော့ကျမတိုက်ခံရောင်းတဲ့သူရောင်းတဲ့သူစီမ 6ထပ်ကိုဝယ်ထားတယ်အဲ့ဒီတိုက်ခမ်းမှာမှာ2မျိုး2စားရှိပါတယ်1မျိုးက contrice ရာနေဓာတ်ရိုက်ဝယ်ထားတာနဲ့1မျိုးကမြေရှင်ဘက်ကနေပြီးတော့ဝယ်ထားတာတိုက်ခမ်းကို contrice ကနေပြီးတော့ဒီမြေပေါ်မှာစောက်မယ်လို့မြေရှင်နဲ့စာချုပ်ချုပ်ကလေးကိုကဒီမြေမှာတိုက်ခမ်းကဟို contrice ကဘယ်နဲ့ ဘဏ္ဍခန်းကိုယူပြီးတော့မြေရှင်ကိုဘဏ္ဍခန်းပေးပါမယ်ဆိုပြီးတော့သူတို့စာချုပ်ချုပ်ထားပါတယ်အဲ့ဒီမြေရှင်ကိုဘဏ္ဍခန်းပေးတဲ့ဟာကမြေရှင်ပိုင်ပြီးတော့ contract ကဘဏ္ဍခန်းယူပါတယ်ဆိုတဲ့ဟာက contract ပိုင်ပါတယ်အဲ့ဒီတော့ contract ဘက်အချမ်းနဲ့မြေရှင်ဘက်အချမ်းဆိုပြီးတော့နှစ်ချမ်းရှိတတ်ပါတယ်အဲ့ဒီလိုမျိုးဒါကတော့ရိုးရိုးတိုက်ခံတွေကိုပြောတာပေါ့နော်ကွန်ဒိုကတော့တခြားနီးပေါ့နော်အဲ့ခါကျတော့ဒီမှာမြေရှင်နဲ့ contract ဆိုပြီးတော့မြေရှင်ဘက်အချမ်းကပဲဝယ်ဝယ် contract ဘက် က်အချမ်းကပိုင်တဲ့ဟောင်ကိုပဲဝဲဝဲမြေရှင်ကလည်းသူ့ရဲ့အထက်ကိုသူပြန်ရောင်းပါတယ်ကန်ထရိုက်ကလည်းသူ့ပိုင်တဲ့အလွှာတွေကိုသူပြန်ရောင်းပါတယ်ကန်ထရိုက်ကတချမ်းမှာ6လွှာလုံးပိုင်တယ်6လွှာလုံးကိုရောင်းစားပြီးတော့ကန်ထရိုက်ကသွားလိုက်ပြီပေါ့နော်သွားလိုက်ပြီအဲ့ဒီမှာမြေရှင်ကလည်း6လွှာပိုင်တယ်ကျန်တဲ့6လွှာမှာမြေရှင်က ဟိုငါးလွှာလုံးကိုရောင်းပြီးတော့သူကမြင်ကြီးထက်မှနေနေတာမျိုးဖြစ်ဖြစ်ပထမထက်မှနေနေနေတာမျိုးဖြစ်ဖြစ်ရှိတတ်ပါတယ်။အဲတချို့ကတော့မြေရှင်လဲရောင်းစားပြီးတော့တခြားနေရာကိုတွားလိုက်တာတွေလည်းရှိပါတယ်။အဲ့ဒီအပိုင်းကိုလလို့စယ်မှာကန်ထရိုက်တချမ်းနဲ့မြေရှင်တချမ်းအပိုင်းကိုနှစ်ပိုင်းခွဲပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်။ ဥပမာကိုကဘဲအခအပိုင်းမှာပဲဝယ်ဝယ်ကန်ထရိုက်အပိုင်းမှာပဲဝယ်တာဖြစ်ဖြစ်မြေရှင်အပိုင်းမှာပဲဝယ်တာဖြစ်ဖြစ်ပေါ့နော်အခုဒီနှစ်နှစ်ပိုင်းကိုရှင်းပြပေးမယ်အဲ့ဒီတော့တကယ်လို့များမိမိကကန်ထရိုက်အပိုင်းကိုဝယ်ကန်ထရိုက်အပိုင်းကိုဝယ်ထားတဲ့သူတွေကိုအခုပြောပြပေးမှာဖြစ်ပါတယ်ကန်ထရိုက်ဘက်အချမ်းမှာကိုကဝယ်လိုက်တယ်မြင်းကြီးကနေစပြီးတော့6ထပ်တိုက်တီဝယ်လိုက်ကြတယ် ဝင်လိုက်ကြတဲ့အချိန်မှာလက်မှတ်ထိုးတော့မြေရှင်ကအတိတ်တည်းဆိုပြီးတော့လက်မှတ်ထိုးထားကြတယ်။အဲ့ဒီမြေရှင်ကလည်းရေဘိုးမီဘိုးဘာညာဆိုပြီးတော့အောက်ကရေမော်တာတင်ခါကအစာမြေရှင်ကတောင်းတယ်။အဲ့ဒီမှာမှ တိုက်တိုက်နဲ့မတူဘူးတချို့နေရာပေါ်မူတည်ပြီးတော့မြေရှင်ကအိမ်လာကားဆိုပြီးတော့ထတ်တောင်းတာရှိပါတယ်တကယ်တော့ပေးစရာမလိုဘူးဒါပေမဲ့လို့ဖုံးစံလိုဖြစ်နေပြီးတော့တောင်းတဲ့ဟာကိုတထောင်နှထောင်ပဲလေပြဿနာမရှိဘူးပေးလိုက်ပါမယ်ဆိုပြီးတော့ဟို2030လောက်ကတည်းကစပြီးတော့မြေဘိုးဆိုပြီးတော့ ဒီဟိုတိုက်ခမ်းမှာမြေရှင်ကသူ့ရဲ့ဟိုမြေဘိုးဆိုပြီးတော့600စတောင်းတာကနေအခုချိန်မှာ5000ထိတောင်းတာတွေဖြစ်လာပါတယ်ဒါတွေကိုလူတွေကလည်း၄၅000ပေးရလဲနေပါစေလေးဆိုပြီးတော့ပေးနေကြတာပေါ့เนาะတကယ်တော့ဒါတွေကပေးเสียရလဲမလို့အပ်ပါဘူးဒါပေမဲ့လို့ဒါတွေကဘာမှမဟုတ်ဘူးဆိုပြီးတော့ပေးကြတယ်ပေးကြတဲ့အခါမှာအဲထားလိုက်တော့ဒီဟာကပြဿနာမရှိဘူး အဲ့တော့ကိုကမြေရှင်ကိုမီတာခါတွေစောင်းပေးတဲ့မြေရှင်ရှိတယ်။အဲ့ခါကျတော့မီတာတွေစောင်းတာပဲဖြစ်ဖြစ်မြေရှင်ကဝိုင်းစောင်းပေးတယ်ကိုကမြေရှင်ကိုစာရွက်တွေပေးတယ်။အဲ့ဒီလိုမျိုးနဲ့နေလာကြတယ်။ကိုတိုက်ခန်းကိုဝယ်ထားတဲ့ပထမထက်ဝယ်ထားရင်ပထမထက်လူကအဲ့ဒီပထမထက်ကိုပိုက်ပါတယ်။၆ထပ်လုံးကိုဝယ်ထားတဲ့ AB try type ဘက်က A ပေါ့နော်ဒီဘက်က Asian ဘက်က B ဆိုလို့ရှိရင် A 1 A 2 A 3ကနေ A 6ထိအားလုံးဝယ်ထားတဲ့လူတွေအကုန်လုံးက ကိုအထက်ရဲ့အချိုးကြအတိုင်းကိုပိုင်ပါတယ်အဲဒီဘက်ကဟိုမြေရှင်ဘက်ကဝယ်ထားတဲ့သူတွေအကုန်လုံးကလည်းကိုအထက်ရဲ့အချိုးကြအတိုင်းကိုပိုင်ပါတယ်เนาะဒါလေးကိုပြောပြချင်ပါတယ်မြေရှင်ကစပြီးတော့ control နဲ့အတူတူတွဲပြီးတော့စောက်ပြီးတော့တယောက်တဝက်ဆိုပြီးတော့တယောက်တဝက်နဲ့စောက်ကြကြတဲ့ကတဝက်က တဝက်နဲ့စောက်တဲ့ထဲမှာတဝက်ကမြေရှင်ယူလို့ရှိရင်မြေရှင်က ပိုင်ပါတယ်။တဝက်ကကန်ထရိုက်ယူလို့ရှိရင်ဒီမြေပေါ်မှာကန်ထရိုက်ကလည်းပိုင်ပါတယ်။အဲ့ခါကျတော့ကန်ထရိုက်ကနေသင့်ရောင်းတဲ့6ဦးရှိတယ်ဒီမြေပြင်ပေါ်မှာ ထားလိုက်ပါတော့ဒီဘက်မှာ B ချမ်းမှာ6ဦးရှိတယ်ဆိုဒီ6ဦးလုံးကဒီမြေနဲ့ပတ်သက်ပြီးတော့ပိုင်ပါတယ်။ အဲ့တော့ဒီဘက်ကမြေရှင်ဘက်ကလည်းမြေရှင်ကမြင်းညီထက်မှာပဲနေနေပထမထက်မှာပဲနေနေသူနဲ့ပတ်သက်ပြီးတော့6 5ဦးရောင်းထားတယ်ဆိုရင်အဲ့ဒီ5ဦးလုံးကလည်းမြေရှင်ရဲ့အပိုင်းမှာအချိုးကျပိုင်ပါတယ်ဒီတော့ဥပမာဒီတိုက်ကမပြောကောင်းမဆိုကောင်းပြိုကျသွားခဲ့သည်ရှိတော့ဒီတိုက်ပြိုသွားလို့ရှိရင်ဒီမြေပေါ်မှာဒီ6ထပ်တိုက်ကိုပြန်ဆောက်ဖို့အတွက်ကိုအားလုံးကအချိုးတူပေးပြီးတော့ ပြန်ဆောက်ရပါမယ်အဲ့ဒီအခါကျရင်ပထမဓာတ်ပိုင်တဲ့လူကပထမဓာတ်အချိုးအစားအတိုင်းပြန်ရမယ်ဒုတိယဓာတ်ပိုင်တဲ့လူကဒုတိယဓာတ်အချိုးအစားအတိုင်းပြန်ရပါမယ်ဒီတိုက်ကို6ဓာတ်ဆောက်ရင်6ဓာတ်အတိုင်း9ဓာတ်ဆောက်ရင်9ဓာတ်အတိုင်းအချိုးညီများစွာနဲ့ပြန်ပြီးတော့အကုန်ကြခံပြီးတော့ပေးပြီးတော့ပိုင်ကြရမှာဖြစ်ပါတယ်မြေရှင်ကလက်ရှိမှာသခန်းမဲပိုင်ထားရင်မြေရှင်ပိုင်တဲ့အခန်းကဒုတိယဓာတ်ဖြစ်နေဒီမြေရှင်ပိုင်တာကလည်းအစ်စ်ပြန်ဆောက်ရင်ဒုတိယဓာတ်ကိုပဲပြန်ရမှာဖြစ်ပါတယ် ယ်6ထပ်ကိုဝယ်ထားတဲ့သူကလည်း6ထပ်ကိုပဲပြန်ရမှာဖြစ်ပါတယ်အဲ့ဒီတိုက်ဆောက်ဖို့အတွက်အချိုးကျကတော့သူ့အပိုင်းနဲ့သူအချိုးကျအတိုင်းပြန်ပြီးတော့ကုန်ကြခံကြရမှာဖြစ်ပါတယ်ညီတူညီမျှကုန်ကြခံကြရမှာဖြစ်ပါတယ်အဲ့တော့မြေရှင်ကမြေညီထပ်တစ်ခုလည်းပိုင်ထားတဲ့ဆိုရင်မြေရှင်ကပြန်အစ်စ်ဆောက်တဲ့အခါမှာလည်းမြေညီထပ်ပဲပြန်ရမှာဖြစ်ပါတယ်ဒီဘက်ကမြေညီထပ်တစ်ချမ်းကို B ချမ်းကိုဥမာကန်ထွိုက်ချမ်းကိုဝယ်ထားတဲ့သူကလည်း တိုက်အစ်စ်ဆောက်တဲ့အခါကျရင်အဲ့ဒီတချမ်းကလည်းဝေထားတဲ့သူကပဲပြန်ရမှာဖြစ်ပါတယ်။ဒါလေးကိုတိတိကျကျပြောပြပေးတာဖြစ်ပါတယ်။ဒီတော့ဒီတိုက်ကိုဟို ပြူသွားတဲ့အခါကျရင်မပိုင်တော့ဘူးလားလို့မေးတဲ့သူတွေကို ပြောရှင်ပါတယ်။ဒီပြူသွားရင်ဒီပိုင်ဆိုင်တဲ့လူတွေအားလုံးကသူ့ဟာနဲ့သူ သူ့ရဲ့အထက်ရဲ့အချိုးကျအတိုင်းကိုကုန်ကြခံပြန်ဆောက်ရင်သူ့ဟာနဲ့သူအချိုးကျအတိုင်းပြန်ရမှာဖြစ်ပါတယ်။မြေရှင်ကဒါကိုမဆောက်ဘူး၊ကျမပိုင်တယ်လို့ပြောလို့မရပါဘူး။ဥပဒေအရကျမတို့ကဒီမြေပေါ်မှာဆောက်ဖို့အတွက်လက်မှတ်ထိုးပြီးသားဒီ contract ကပြန်ရောင်းထားတာဖြစ်ပါတယ်။ဒီမြေရှင်ကလည်းလာစဉ်ပတ်စံကို ယူထားပါတယ်။ ဒီအတွက်ကိုကျမတို့ကဒီမြေရှင်က ကျမပိုင်တယ်လို့ပြောလို့မရပါဘူးကျမကမြေရှင်ဆိုရင်လည်းကျမကဒီမြေကိုပိုင်တယ်ဆိုပြီးပြန်ယူလို့မြေရှင်ကရောင်းပြီးကြတဲ့ကဒီမြေကမြေရှင်မပိုင်တော့ပါဘူးမြေရှင်ကန်ထရိုက်ဆောက်လိုက်ပြီးကြတဲ့ကဒီမြေကိုမြေရှင်တယောက်တည်းမပိုင်တော့ပါဘူးဒါကအချိုးကျဝယ်တဲ့သူတွေအကုန်လုံးက ပိုင်တာဖြစ်ပါတယ်။ပြန်ဆောက်ဖို့အတွက်ကတော့စီပင်နဲ့ပြန်ပြီးတော့ညှိပြီးတော့အချိုးကျဟိုဒီအင်ဂျင်နီယာနဲ့ပြန်ညှိပြီးတော့စီပင်ရဲ့အင်ဂျင်နီယာရဲ့ပြန်ညှိပြီးတော့ဒီတက်ကိုဘယ်နဲ့ဒီတိုက်ကိုဘယ်နဲ့ထပ်ဆောက်ပါမယ်။ဒီအချိုးကျကဒီလိုဒီလိုရှိပါတယ်။မြင်းကြီးတက်ဟို ground floor မှာကိုရီးယားထည့်ရတာများတယ်ပေါ့နော်။အဲ့ဒီတော့အဲ့ဒီထည့်ရတဲ့ဟာတွေအကုန်လုံးကိုလည်းအချိုးကျအားလုံးကို6ထပ်တိုက်ကုန်ကြစေမှာသူ့ရဲ့အထက်နဲ့သူအချိုးကျအတိုင်းပဲပြန်ပြီးတော့အကုန်ခံကြရမှာ ဖြစ်ပါတယ်ဒီတိုက်ကိုပြန်ပြီးတော့ပိုင်ဆိုင်ကြရမှာဖြစ်ပါတယ်ဒါလေးကိုပြောပြချင်ပါတယ်အရန်ကြီးစိတ်မပူကြပါနဲ့เนาะဟိုဒါကတော့သူ့ဟာနဲ့သူသူ့ဥပဒေနဲ့သူဆိုတာကရှိပြီးသားဖြစ်ပါတယ်ကိုဝယ်ထားတဲ့အတွက်ကိုပြန်ပိုင်ရမှာပါเนาะဒါလေးကိုပြောပြချင်ပါတယ်ရောင်းထားတဲ့မြေရှင်ကသူ့ပိုင်မှာမဟုတ်ပါဘူးသူရောင်းထားပြီးတဲ့အတွက်သူကဒီအပေါ်မှာအထက်မြင့်ဆောက်ဖို့ခွင့်ပြုထားပြီးတဲ့အတွက်ဒီအပေါ်မှာပိုင်ဆိုင်တဲ့သူတွေအကုန်လုံးကအချိုးကျဖြစ်ပါတယ်ဒါလေးကိုပြောပြချင်ပါတယ်အားလုံး